မြင်လာပါခင်ဗျကျွန်တော်တင်က support channel နဲ့ကြိုဆိုပါတယ်ဟုတ်ကဲ့ပါကျွန်တော်နေနေမှာလည်းပေါ့နော်ဒါဆက်လက်ကဘာကလာပြန်ပွဲစဉ်ကြီးပေါ့နော်ဒါအုပ်စု၁၆တင်းစရာနောက်တစ်ဆင့်တက်ဖို့ဒါရှင်းပြသွားကြမယ်အသိနည်းရှိရဲဒါကတော့ညနေပွဲနဲ့ပေါ့နော်မနက်မိုးလင်းတာအစောဆုံးပေါ့နော်၈နာရီပွဲမှာကစားကြမှာပွဲစဉ်တွေရှိတယ်ဒီနှစ်ပွဲတလုံးပေါ့နော်ကျွန်တော်ရဲ့ဒါစိတ်ကြိုက်ကိုခမရတဲ့ body လေးတည်တံ့ရွေးရှဲပြီးသွားမှာဖြစ်ပါတယ်ညီတို့ကြံရှင်းတူမစရင် like ဆော့ကြပါနှစ်ပွဲတွေကို body ဆော့ရတော့မောင်းပွဲဆော့လို့ရပါခင်ဗျာနော်တခြားလီယာအသိနည်းနဲ့ဒါမောင်းပွဲဆော့မှာဆိုရင်လည်းအဆင်ပြေပါတယ်ခင်ဗျာနော် ဟုတ်ကဲ့ပထမဆုံးပွဲစဉ်ဖြစ်တဲ့ Honda ည9:00နာရီမှာရှင်ပြန်ကစားကြမယ်။ Inter Milan အသင်းနဲ့ပေါ်လို့ဒါ Fluminense တို့ပွဲစဉ်ကိုကျွန်တော်ယူရှယ်ပေးသွားမှာလည်းဖြစ်တယ်။ဦးရရှိဘော်ဒီစင်းမှာဆိုရင် Inter Milan အသင်းကနေပြီးတော့ဒါလုံးသွင်းဒါပြဆုံးစားသေးပေးထားတဲ့ဘော်ဒီစင်းမှာကိုပေါင်းသိမှာဆိုရင်လုံးသွင်းသွားမှာဆိုရင်ဒါပြဆုံးအရှုံးသေးပေးထားတဲ့ Fluminense ကိုဆိုတော့ Inter Milan ကဒါအုပ်စုရဲ့ဒီ16သင်းအဆင့်မှာနောက်ထပ်ဒါပုံစံကောင်းနေတဲ့ပြလာဖို့တော့ဆိုလို့ရှိရင်တော့နည်းနည်းဆန်ဆန်တော့ဖြစ်လာမယ်ဖြစ်ပြီးတော့ Fluminense ကလည်းမချုံအောင်တော့ဒါပိတ်ကန်သွားဖို့တော့ရှိတယ်။ ါပြင်အင်တာမီလန်ပေးဂိုးလေးရှိပြီးဖလိုမီနိုကလည်းပေးဂိုးလေးတွေတွေ့ထားတယ်ဗျကိုခမန်ယာလက်ကတော့ဒါအင်တာမီလန်နဲ့ပေါ်တော့ဒါဖလိုမီနိုပွဲစဉ်မှာတွေ့ဝန်ဝန်ဒါမှမဟုတ်လို့ရှင်နှစ်တက်လောက်နဲ့တော့ပြီးဆုံးသွားလိမ့်မယ်ဆက်ကြောက်ကိုကျွန်တော်ရွေးချယ်ပေးရမှာဆိုရင်တော့ကိုပေါင်းအပေါ်ကိုလိုက်ပြီးတော့စကားသားသိချင်တယ်နောက်တစ်ကြောင်တော့အင်တာမီလန်ဘော်ဒီလေးနဲ့ပေါ်တော့အင်တာမီလန်ဘော်ဒီလေးကိုတော့ online ပဲမှာဆွဲညစ်ကိုလေးကတော့ကိုယ့်ဘက်မှာရတဲ့ဈေးနဲ့စောသိချင်ပြီးတော့ကိုပေါင်းအပေါ်ဈေးလေးကိုပေါ်တော့နှလုံးသွင်းပြသောရှုံးသေးလေးရှိရကြနောက်ပြီးနှလုံးသေးသေးလေးရှိရဒီဈေးနဲ့လိုက်ပြီးတော့စကားသားသိချင်ပါတယ်ခင်ဗျာနော် နောက်ဆုံးနောက်ကျပွဲစဉ်ဖြစ်တဲ့ပေါ့နော်ဒါမနက်၈နိုင်မှာကစားကြမဲ့တာမန်စီးတီးနဲ့ပေါ့နော် LED head ပွဲစဉ်ကိုကျွန်တော်ဆက်လက်ရွေးချယ်ပေးသွားမှာဖြစ်တယ်။မန်စီးတီးကဒါ LED head အသင်းကိုပေါ်စီပြောင်းသွားပြီးတော့နှလုံးပြင်းလို့ရှိရင်ပြဆုံးစားသေးပေးထားပြီးတော့ဘောင်းသေးကတော့ဒါအကုန်လုံးချုံးသေးပေးထားတယ်လေလုံးတွင်းအပြည့်စားဘောင်းသေးကဆိုတော့မန်စီးတီးက LED head ကိုတော့ short တော့လို့မရဘူး။နှစ်သိမ်းပေါင်းထိထုပ်တွေ့တယ်မှာဒါမှတစ်ကြိမ်ပဲရှိရဲဒါကတော့ရှီဆန်းဘွက်ပေါ့နော် LED head ကနိုင်တာတွေ့ထားကြဆိုတော့ Manchester City ကဒီနေ့ပေါ်ရင်းမှာဆိုရင်ဒါတော်တော်လေးကြောင်းလာပြီးဘောင်းသေးလေးကလည်းများထားတယ်ဗျ။ ဒါပေမဲ့နောက်ဆင့်ကိုတက်ဖို့အတွက်ဆိုတော့တေချာတော့ဖြစ်နေမက်ဆီဒီဘဲတာကိုအပြည့်နဲ့နိုင်ရရှိပြီးတော့3-1လောက်မဝင်ဒါ4-1လောက်တိတော့ဖြစ်သွားလိမ့်မယ်စက်ကြကိုရွေးချယ်ပေးရမယ်ဆိုရင်တော့ကျွန်တော်ကတော့ဒီနေ့ဒါမန်ချက်စတာစီးတီဘော်တွေပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ရွေးချယ်ပေးထားရတဲ့ကလပ်ကပပလာပြန်ပွဲစဉ်ဒီမှာဆိုလို့ရှိရင်ညနေပွဲဖြစ်တဲ့2နိုင်မှရှင်းမယ်မလားကြမယ်ဒါအင်တာမီလန်နဲ့ဖလိုမီနိုပွဲစဉ်မှာဆိုရင်အင်တာမီလန်ဘော်ဒီ၄နဲ့5ဘော်တွေကိုကျွန်တော်တွဲပေးထားပြီးတော့ မနေ့ရှင်းနိုင်မှာကစားကြမယ်ဒါမန်ချက်စတာစီးတီးနဲ့ပေါ့နော် LED ဟဲ့လို့အတင်ပွဲစီမှာဆိုရင်ကျွန်တော်တို့မန်ချက်စတာစီးတီးဘောတွေရွေးချယ်ပေးထားဖြစ်ပါတယ်။နှစ်ပွဲလုံးတော့ဒါဘောဒီဆော့ရဆိုနှစ်ပွဲလဲပေါ့နော်မောင်းဆော့လို့ရပါတယ်။ online ပထမဆော့ရညိုတွေကတော့ဒါကြောင့်မလို့အကြိုက်ရှင်းတူမယ်ဆိုရင်တော့ live ပြီးတော့ဆော့တာလို့ရပါတယ်ခင်ဗျာနော်။ဟုတ်ကဲ့ပါ။အားလုံးပဲကံကောင်းကြပါစေ။သူပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။